အာညီမအနေနဲ့ကတော့ဒီအော်တိုဘာမှာပြုလုပ်ခြင်းပါမယ်ဘဇိုင်းရန်ဝေးကိုလည်းအာဟိုဟောလီဒေးဖြစ်တဲ့အတွက်လာရောက်ပန်းဖြေပြပါလို့ဟာဖိတ်ခေါ်ကြပါမယ်အဘဇိုင်းနဲ့ရန်ဝေး culture ကတော့အဓိကကဒီ local brands တွေပေါ့နော် local brand အဝတ်အထည်ပြီးတော့ဒီမြန်မာပြည်ကထွက်ကုန်နေပြီးတော့အစားအသောက်တွေလည်းပါပါတယ်အကုန်လုံးကတော့အကုန်လုံးစုံပါတယ်အေးဘဇိုင်းရန်ဝေးရတော့လေဟုတ်ကဲ့ရှင့်ပြီးတော့အာအရင်တစ်ခေါက်ကလိုပဲဒီရန်ဝေး show တွေလည်းပါမှာပါဟုတ်ကဲ့ အာဟုတ်ကဲ့ဆက်ဆက်ပါရဟိုဒါကတော့မိုးတို့ဒီ bowl events ကနေပဲကျင်းပပြုလုပ်တဲ့ပွဲနှစ်ခုလုံးပေါ့နော်ဒီပွဲရော ပြီးတော့အခုလာမဲ့ press conference လုပ်တဲ့ပွဲရောပေါ့နော်နှစ်ခုလုံးကတော့မိုးတို့ဒီ bowl events ကနေပဲလုပ်တဲ့ပွဲဖြစ်ပါရဲ့ ဒါကတော့အော်တိုဘာလ၄ရက်နေ့နဲ့၅ရက်နေ့ပေါ့နော်ဟိုဇူလိုင်လတုန်းကလည်းလုတ်သွားပါတယ် Bazaar Runway Culture ဆိုပြီးတော့ Volume 1ပေါ့နော်အခုဒီအော်တိုဘာ၄ရက်နေ့မှာလုတ်မှာကတော့ Volume 2ပေါ့နော် PRC Volume 2ဖြစ်ပါတယ်ဟုတ်ကဲ့နေရာကတော့စီရိုနာမှာပဲပေါ့ဟုတ်ကဲ့ရှင်ဟုတ်အရင်တစ်ခေါက်ကလည်းစီရိုနာမှာပဲလုတ်ဖြစ်ပါတယ်အခုတစ်ခေါက်လည်းစီရိုနာမှာပါပဲဟုတ် Outdoor နဲ့ Indoor ကအခုကအဓိကဒီအခုနောက်ပိုင်း Indoor လုတ်တယ်ဆိုတာကဒါမိုးရသည်လည်းဖြစ်တယ်ပေါ့နော်မိုးရသည်ဖြစ်တဲ့အတွက်ဒီမိုးရင်းချိန်မှာတော့ Indoor တွေကိုလုတ်ဖြစ်တာပေါ့နော်ပွင့်လင်းရသည်ပြန်ရောက် လို့ရှိရင်တော့မတို့ outdoor wear တွေပြန်လို့ဖြစ်မှာပေါ့ဟုတ်ကဲ့ရှင်ဟုတ်အာဟုတ်ကဲ့အမိုးနေ့ကကျတော့တည်ရကြပြီပေါ့နော်ဟို walk up partner ပေါ့ fitness fitness နယ်ပယ်ကနေပြီးတော့တည်တယ်ဆိုပေါ့နော်ဒါကတော့ဒါ mode ဒီနေ့ပွဲအတွက်ကိုအမအကိုအကူညီတောင်းပြီးတော့မှဒီဒီနေ့ invest in your health ဆိုတဲ့ဆောင်ဖို့နေနဲ့ပေါ့နော် talk show လေးလုပ်လုတ်ပေးဖို့အတွက်အမအကူညီတောင်းတာအမကလာပြီးတော့ပြောပေးဆိုတော့အကူညီလာပေးတာပါဟုတ်ကဲ့ရှင်ဟုတ် ရွေးချက်ကတော့မိုးတို့ဒီကျန်ကျန်းမာတဲ့ lifestyle ပေါ့နော်ကျန်မာတဲ့ lifestyle မှာကိုယ်ရင်ဒီနေ့စဉ်ဘဝမှာဘယ်လိုကျန်ကျန်းမာမှာနေမလဲပေါ့နော်အဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့အခြေခံမျိုးပြောသွားမယ်အကြောင်းအရာလေးပါပြောဟုတ်ရှိပါတယ်ဟုတ်ကဲ့ရှိပါတယ်ရှင်အဲ့ aspect တွေလည်းအကုန်လုံးတော့ပါပါတယ်အတိကမိုးတို့ရွေးချက်ကလူတိုင်းအကျမရေးကို GU site တင်တယ်အကျမရေးအတွက် invest လုပ်တင်တယ်ဆိုတော့အာလူတွေကို convince လုပ်ချင်တာပေါ့နော်အဲ့ဒါအတိကရွေးချက်ပါဟုတ်ကဲ့ဒီခေတ်မှာလည်းပို့ပြီးတော့လိုအပ်တယ်လို့လည်းထင်တယ်ပေါ့နော်ပြီးတော့မိုးတို့ကိုယ်တိုင်ကလည်းဒီ အားကစားနယ်ပယ်တွေရတဲ့ဖြစ်တဲ့အတွက်ပေါ့အဲ့ဒါကြောင့်မလို့ဒီအားကစားလုပ်ခြင်းရဲ့ကျိုးကျေးဇူးလေးတွေကိုနည်းနည်းဝင်းမြပြီးတော့လူတွေကိုအားကစားလုပ်ဖို့ convince လုပ်ချင်တာပါဟုတ်ကဲ့ရှင်ဟုတ်အဲ့ဘရဇာနဲ့ runway culture ကတော့အဓိကကဒီ local brand တွေပေါ့နော် local brand အဝတ်ထည့်ပြီးတော့ဒီမြန်မာပြည်ရဲ့ထွက်ကုန်တွေပြီးတော့အစားအသောက်တွေလည်းပါပါတယ်ကိုမိုးက အကုန်လုံးစုံပါတယ်အဲ့ဒီ design and runway ရတော့လေဟုတ်ကဲ့ရှင့်ပြီးတော့အာအရင်တစ်ခေါက်ကလိုပဲဒီ runway show တွေလည်းပါမှာပါဟုတ်ကဲ့ဟုတ်အဲ့ဒီ design and runway volume 2ကလည်း volume 1တော့ပါတဲ့အရာတွေပဲပေါ့နော်ပေါ့လုံးအဲ့လို show ဒီ stage show တွေပါမယ်ပြီးလို့ရှိရင်ဒီ runway ခုနပြောခဲ့သူ runway တွေပါမယ်ပြီးတော့ talk show တွေလည်းပါဖို့အာ season ထားပါတယ်ဟုတ်အဲ့ season အတိအကျကတော့ဘယ်ဟိုနီးမှာပဲအတိအကျထွက်မယ်ပေါ့နော်ဒါကတော့ရေပူရအပြင်တော့ဒါလေးတွေပါပါတယ်ရှင်ဟုတ်ကိုယ်ကရင် stress တွေဘယ်လိုဖြစ်ပြောက်လဲဆိုတော့ လော့ဆယ်တော့အမနာမှာပလာတီးသွားကစားရယ်ယောဂသွားကစားရယ်ပေါ့နော်ပြီးတော့အမနဲ့တူတူအာပြေးဖြစ်တယ်ပြေးအဲ့လို endurance လေးတွေသွားဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အာညီမအနေနဲ့ကတော့ဒီအော်တိုဘာမှာပြုလုပ်ကျင်းပမယ် Bazaar and Runway ကိုလည်းအာဟို holiday ဖြစ်တဲ့အတွက်လာရောက်အပန်းဖြေပြပါလို့ဟာဖိတ်ခေါ်ကြပါတယ်